အင်ဒိုနီးရှား၌ရေနံတင်သင်္ဘောမီးလောင်မှု10ဦးသေဆုံးအင်ဒိုနီးရှားနိုင်ငံရီရောင်ကျွန်းစုပြည်နယ်မှာရေနံတင်သင်္ဘောတစ်စင်းဟာပြည်ပြည်နေစင်မှာမီးလောင်ခဲ့လို့လူဆန်ရောက်ထက်မနေသေဆုံးပြီးတော့16ရောက်ဒဏ်ရာရခဲ့တယ်လို့ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။စင်ကာပူကနေ12မိုင်ခွဲလောက်ကွာဝေးတဲ့ဘာတန်မြို့ကသင်္ဘောကျင်းတစ်ခုမှာအော်တိုဘာလ15ရက်မနက်၄နာရီလောက်မှာသင်္ဘောမီးလောင်မှုဖြစ်ခဲ့တာပါ။ MT Federal 2တင်မောကစိုက်ကပ်ပြီးမိလောက်သွားချိန်မှာပြုပြင်တာတွေဆောင်ရွက်နေကြောင်းနဲ့မိလောက်ရတဲ့အကြောင်းရင်းကိုတော့စုံစမ်းနေခြင်းဖြစ်ပြီးတင်မောဝမှာစီတင်ဆောင်ထားတာမရှိဘူးလို့ရဲတပ်ဖွဲ့ကပြောပါရယ်။ဒဏ်ရာရသူ18ယောက်အသက်ရှင်ကျန်ရင်းဖို့မျှော်လင့်ထားပြီးဈေးရုံအများပြားကအထူးကျမှတ်ကုသဆောင်မှာကုသမှုခံရရဆဲဖြစ်တယ်လို့ရေတောင်ကျွန်းစုရဲမှူးအာဆက်ဆာဗရတင်ကဒေသနာဈေးရုံမှာအသက်ရှင်ကျန်ရင်းသူတွေကိုသွားကြည့်ပြီးမှသတင်းနောက်တွေကိုပြောပါရယ်။ဒီတင်မောဘယ်သူပိုင်နေဆိုတာမသိရသေးပါဘူး။ဇွန်လတော့က းကလည်းဘာတံမှာပြည်ပြည်နေတုံရွှေရင်တစင်းမီးလောင်ခဲ့လို့လူလေးယောက်သေဆုံးခဲ့ပြီးတော့၉ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့နေမေကန်ရဲတွေကစံပေးကင်းရေးလှုပ်ထုံးလုပ်နေတွေကိုချိုးဖောက်တယ်လို့တန်မြားရှိသူ၂ယောက်ကိုအရေးယူထားပါတယ်။